ချက်စီကိုအပြတ်တီးမဲ့အော့စနေကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3gauge gonus ကနေအော့စနေပြိတ္တာတွေအားလုံးကိုပြန်လှည့်ပြီးတော့ဂျိုးဆိုလိုက်ပါတယ်ချက်စီကမပြတ်စီဘူးဆိုပြီးတော့လက်ကီးကိုမျောလိနေတာလားမမျောစီခြင်းဘူးအော့စနေရင်ဆိုင်အချိန်မှာချက်စီတို့ကလက်ကီးဆိုတာမရှိပေါ့အပြတ်တီးမခံရအောင်ပဲကျူးဆိုင်ပါအော့စနေကမဟာပင်လေတဲ့လက်ပစ်ကူးမဲ့ဇနကမင်းသားလို့ပါရမီရပါပြီးပြီးဇုံပါတယ်အာရီတာကပလီပလာမပြောတတ်ပါဘူး နှလုံးသားလူတော်တိုင်းအပြုံးများဝေအောင်ပြောတတ်သူပါဂျက်စင်းနီပြမာရက်စကောက်လည်းနှခါဖက်စရာမလိုပဲနှွေးထွေးတော့အာဒီတာချီးကျူးခဲ့တယ်အာဒီတာကမာရက်စကတကယ်တော်တဲ့နီးပြပါသူလိုချင်တာကိုလိမ္မာပါနဲ့စွာလုံနိုင်ပါတယ်ဂျက်စီသင်းစားပုံကိုကျွန်တော်သဘောကျပါတယ်လို့ပြောခဲ့တယ်မာရက်စကတန်တဲ့အမြဝန်းတွေကိုကြော်ဖြတ်လာသူပါလက်စတာနဲ့တူလီချန်ပီယံဖလားယူပြပြီးတော့ဂျက်စင်းနီပြပြည့်ခက်မြန်မြန်ကြော်ကြားလာသူမာရက်စကအတွက်ရှုံးမွေးရတာအထက်ခါထက်ခါရောက်ရှိလာပါပြီ ပြီးခဲ့နှစ်မကုံဆုံးခင်မှာမာရစကိုင်းဘွားကတိန်တွင်နေတဲ့ရက်စီမှာပါပရီးမီးယားလိချန်ပီယံဆုကိုမျောလင်းနိုင်တဲ့ထိတန်မာနေခဲ့တယ်ဆူပလာမျောလင်းချက်တွေအဝေးမရောက်သေးဘူးအခုချဲဆီက FA ဖလားကနေထွက်လိုက်ရပြီလီဖလားကနေထွက်လိုက်ရပြီပရီးမီးယားလိချန်ပီယံမျောလင်းချက်လည်းမရှိတော့ဘူးသူတို့တို့လူအသေးရှုံသေးမဟုတ်တဲ့ Conference League ဖလားတစ်ခုပဲကြံတော့တယ်တကယ်ဆိုရင်ချဲဆီကတိုက်စစ်ကစားမအင်အားစုတို့ပေါင်1ဘီလီယံကျော်သုံးစွဲထားတာပါဖာမာနက်တိုအန်ကွန်ကူစတာလင်ဘူဒရစ်ဂျော်ဖီလစ် စားတဲ့တိုက်စစ်အင်အားစုတွေပေါင်း445တန်းသုံးဆွဲခဲ့ပါလေ။ဒါပေမဲ့အဲ့ဒီတိုက်စစ်အင်အားစုကဘာမှကလွဲပြီးတော့ဂျန်နစ်ဇာမားရီအဆွမ်းမပြနိုင်ခဲ့ကြပါဘူး။ဖာမာတော်လေးကိုနွမ်းနေနေပုံပါပဲ။သူကချဲစီတိုက်စစ်ရဲ့အသက်သွေးကြောဖြစ်ပြီးခဲ့တဲ့ရာသီမှာကလေးကတက်တည်ပြထားပါလေ။သူ့ရဲ့အသက်ခန့်ငယ်ငယ်နဲ့သူထမ်းထားတဲ့ဝင်းကမမျှပါဘူး။မာစကာလက်ထမှာဖာမာနီးပြောင်ပူချက်တီနိုတုံးကထပ်ပို့ပြီးတော့ရုံးကန်နေရတာပါ။မာစကာဖာမာကိုတိုက်စစ်နေရာနှံ့ကစားခိုင်းနေတာပါ။ ဘာမှရေသွေးထမ်းမြတ်သူဖြစ်ပေမဲ့ဖီးယားတွေအလုံးကျုံထမ်းပိုးနေရပါတယ်။ဂျက်စီကပရီးမီးယားလိနောက်ဆုံး6ပွဲဆက်အားဆွဲကိုနိုင်မြပဲ၄ပွဲရှုံးတာနေ။နောက်21 22ရာသီကစတင်ပြီးတော့ဂျက်စီကသူတို့ထက်ပရီးမီးယားလိရပ်တည်မှုအဆင့်ပိုမြင့်တဲ့အသင်းတွေနဲ့အဝေးကွင်းဇက်ကိုးဝဲမှာ3ပွဲသာနိုင်ရထားတာပါ။အားဆွဲကအင်ကွင်းနောက်ဆုံးပွဲမှာလန်ဒန်မြို့ကန်ပြိုင်မဲ့ဝက်ဆိုင်းကိုရှုံးထားပြီးတော့2005 96ရာသီနောက်ပိုင်းအင်ကွင်းမှာလန်ဒန်မြို့ကန်အသင်းတွေကိုနှစ်ပွဲဆက်မဆုံးခဲ့ဘူးပါဘူး။ပြီးခဲ့တဲ့နှစ်အသီးဆက်အာစတင်အင်ကွင်းအမ်ရိတ်မှာ ငါကူကူမရှိနဲ့ရှုံးခဲ့ရတာချဲစီအတွက်ရှက်စရာပါလက်ရှိချိန်မှာလည်းချဲစီကမတီးမငိမ့်ဖြစ်နေတယ်အထူးသဖြင့်ဖာမာ၉ပေါက်ပြောင်းနေပြီးတော့ရုံးကန်နေရတာချဲစီရဲ့အကြီးမားဆုံးအခက်ခဲဖြစ်လို့နေပါတယ်အာစရင်ကချဲစီတက်ပို့ပြီးတော့တီးငိမ့်နေပြိုင်ဘက်ကိုစနစ်ကြလွှမ်းမိုးနိုင်နေခန်းစစ်ကလည်းမာကုံမြင့်ပါတယ်ဒါမဲ့အာစရင်က၉ရာဖို့ခတ်နေသလိုပဲ PSV နဲ့ Champions League နှစ်ပွဲမှာ Arsenal 6ဂိုးတွေသွင်းနိုင်ပေမဲ့ Premier League နောက်ဆုံး3ပွဲမှာတကူးသာရထားပါတယ် ချဲစီကန်စကအားနဲ့ချက်ရှိမဲ့တိုင်းစကပုံမှန်900နေပါတယ်။ကွင်းလိုင်းချင်းရှင်အာစင်ကနှာတစ်ဖျားတာပြီးတော့နှစ်သင်းဆုံးမှာကွင်းလင်ကလည်းဘွဲဖြေပြောင်းလဲနိုင်တဲ့ကစားမတွေကိုပိုင်းဆိုင်ထားတာပါ။စာကမရှိချိန်မှာအာစင်တိုင်းစကိုဝန်ရီကအစားဝင်ထားပြီမဲ့အခုလုံးစေအာစင်တိုင်းစအဓိကအသက်သွေးကြောကဘယ်ချမ်းဖြစ်လို့နေပါလဲ။မာရီနယ်လီလည်းပြန်ပါလာပြီဖြစ်လို့အာစင်ဘယ်ချမ်းကစားငါပို့ပြီးတော့ထမ်းမြလာပါလိမ့်မယ်။ပြက်ဆွေနဲ့ချန်ပီယံလိဘွဲမှာစတာလင်ထူးခြားခြေစွမ်းပြနိုင်ခဲ့တာကလည်းအာစင်အတွက်မင်္ဂလာတစ်ပါးပါပဲ။ အကူဘွဲက Emirates မှာအာဆင်က Chelsea ကိုအပြီးကျိတ်မဲ့ပွဲပါ Chelsea ပရိသတ်တွေကြည်ရဲမှာကြည်စီခြင်းပါတယ်ဟုတ်ကဲ့ပါဒီဘွဲကတော့ပါပင်ပြဆိုတော့ကျွန်တော်တို့ရောဘလို့ထင်လိုက်ပါဒီဘွဲရလက်ဘလို့ရလက်ထွက်ပေါ်လာမယ်ထင်လိုက်ဆွေးနွေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ